မကွေးတိုင်းမှာရှိတဲ့မထက်မရှာရွာတက်တလေးတစ်ခုပါတင်းတင်းညီရဲ့နားနားနေနေလှုပ်ဆက်မှာကျမ်းမကြီးကလည်းကောင်းတာမဟုတ်ဘူးဒီကြားထဲမှာအားလေးပါလေရှိအောင်လဲနားဆက်မှာကျုပ်တယောက်တည်းလှုပ်လေတီလှုပ်ကဖြစ်ပါတယ်ယောဂါကြောင့်လူတကောလုံးဖြော့ရော့နေပေမဲ့အလုပ်တွေကိုကျုံးပြီးတော့လုံးနေစေဖြစ်တဲ့ဇနီးတွေကိုယောက်ျားဖြစ်တဲ့သူ ကိုတာပြောဟာဂယုနာဒေါ်သားနဲ့လှမ်းပြီးတော့ပြောလိုက်ပါတယ် ကိုသာပြောရဲ့နှစ်ယောက်ဆိုတော့နှစ်ဆပြီးတာပေါ့နှစ်ဆပြီးတော့နှစ်ဆငွေရတာပေါ့လေပြေဆုံးတဲ့ဘဝတွေမှာမဟုတ်တာ နားကျင်နိုင်နားရင်ခမင်းငတ်ကုန်မှာပေါ့နော်ကိုသာပြောသားကြီးကောင်ကလည်းအထက်တန်းရောက်နေပြီလေအငဲမာလေးကလည်းကြောင်းနေနေရပြီ ခလေးတွေအ мян ကြည့်ပြီးတော့အ мян ဘွေးတွေရပြီအလုတ်ကောင်းကောင်းနဲ့လဆာကောင်းကောင်းလေးတွေရအောင်ကျမတို့လည်းစိတ်ချလိုက်ကြနားတော့မယ်ဝေဒနာကို အန်တင်းပြီးတော့ခနဲ့ဒါသမီးစောင်းနဲ့အလွတ်လောက်ရင်နဲ့ပြန်ပြောလိုက်တဲ့ဇနီးတဲ့မတင်းချိုင်စကားကြောင့်ကိုသားပြောတစ်ချက်တွေ့သွားတယ်။ဒါသမီးတွေကညီးပြောတယ်လို့လိမ်မာရင်ကောင်းတာပညာမဆုံးပဲကျင့်ရဆုံးပြီးတော့မိဘကိုပြန်ကြည့်မဲ့နေနေတတ်တာမိဘကအသက်ကြီးမှအိုကြီးအိုမနဲ့မြင်းမြစ်တွေထိပြန်ပြီးတော့လှုပ်ကျွေးနေရရင်မချောင်းမွေးမညီသားကြီးကောင်ကြောင့်ညီမသိဘူးလားဒီကောင်သားတိတယ်ရေကိုသားပြောစကားမဆုံးခင်မှာပဲ မတင်းကျိုင်ကချက်ချင်းပဲခွန်းတုံပြန်ပြောလိုက်ပါတယ်တော်တော်ကိုသားပြောကျွန်မသားလေးကိုအပြစ်မတင်ပါနဲ့ဒီကလေးကငဲသေးလို့ပါခိုးနေကဆို အမေရေချိုးဖို့ဆိုပြီးတော့ရေတွေကိုကြိုဖြစ်ပေးထားတာကြည့်ဘလောက်လိမ်ပါလဲဘလောက်တောင်တိတက်လဲကျွန်တော်ကတော့ယောက်ျားလေးပဲလေအတောင်စားတော့နည်းနည်းပါပါရှိမှာပဲရှင်းတောင်မတော့လို့လားကမ္ဘာစိတ်ပညာရှင်ဆရာကြီးတွေဖြည့်ရှင်းချက်တိုင်းလူတွေရဲ့မသိစိတ်တွေအကြောင်းနဲ့မှာတော့အမေကတာပြစ်သူပေါ်အချစ်ပိုတက်တယ်လို့ အဖေကလည်းသမီးလေးပေါ်မှာအချစ်ပိုတတာတဘာဝတရားဖြစ်နေတာကိုမသိန်းကျန်ကတက်တေပြနေတယ်လို့ပဲသူသားလင်းကျော်အတွက်ဆိုရင်တော့တကဘာလုံးနဲ့တရားခံပြီးတော့စစ်ပွဲနှဲ့မယ်ဆိုတဲ့အမေမျိုးမိုးဦးတို့ကိုကြော်လွန်ပြီးတဲ့နောက်ယာဒီလေးကမိုးယာဒီပြက်လာပြီးရွာဘက်မလို့အေးအေးကဲနေတယ်လို့ကိုသားပြောကျမသားလေးအိမ်ပြန်မလာသေးဘူးလားညနေလိုက်တာနော်ညင်းနေလေလေငါလဲစိတ်ဆင်းရဲတယ်ကိုကနေကောင်းတာမဟုတ်ဘူး ခလေးတွေကိုလိုက်ပြီးတော့ပုံမနေစမ်းပါနဲ့ငါသိပါရယ်ညီကိုကျမ်းမရည်တာကိုကြည့်ဆိုင်နေလူကယောဂကျွမ်းပြီးတော့အဲ့ရတဲ့လဲနေပေမဲ့တာဖြစ်သူပေါ်အချစ်ပေါ်လုံးလုံးမလို့စိတ်ကမပြတ်နိုင်ပဲနဲ့ရှိတယ်ကျမသားလေးကဒီနေ့ပြည့်ရင်တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာနော်ယောဂကခန္ဓာကိုယ်ကိုဖျက်ဆီးနေပေမဲ့မိခင်တယောက်မြစ်တာကတော့ပီတီတက်တွေကိုဘလုံးမှတယောက်နိုင်စွမ်းမရှိနိုင်ဘူးမိမရဲ့ကိုသားကျမ်းမအောင်စူးစမ်းသမှာကွာ ငါပြောတယ်ယောဂမကြောက်ခင်ပြောင်းအောင်ကုသပါဆိုတာစိတ်ယုံတက်ပါဆိုတာကိုနားမထောင်ဘူးသူ့ဆေးဘိုးကိုနှမျောနေတယ်ဆေးဘိုးနှမျောတာမဟုတ်ဘူးတော့တားနဲ့သမီးအတွက်ကြောင်းစရိတ်တွေအိမ်စရိတ်တွေထိခိုက်သွားမှဆလို့ကျုပ်ကမကုဝဲနေတာမိသားစုပေါ်တန်ရုံးစဉ်တွေ့လုံးနဲ့ဇနီးတဲ့အတွက်မမျော်လင့်မဲနဲ့ကြားလာတဲ့မျက်ရည်စာတွေကိုကိုတာပြောမသိမသာပုတ်တတယ်ပြီးတော့မျက်နှာလည်းလှဲထားလိုက်မိပါတယ် မတင်းကြရင်ယောဂချင်းနေအောင်မကုဘဲနဲ့ပေးပြီးခံလာလေလေတိုးလာလေဖြစ်ရကနေနောက်ဆုံးမှာမတင်းကြရင်တယောက်ချက်လာစွာသောမိသားစုလေးနဲ့ဘဝချရာတခြားရက်စီကိုတကိုယ်တည်းထွက်ခွာသွားခဲ့ပါတယ်မတင်းကြရင်တယောက်ကိုယ်လုံးသွားခဲ့ရှာပြီးပိန်ကိုဇိုက်ကပျပျော်နေတတ်ပြီးတာသမီနဲ့မိသားစုပေါ်ချက်လုံးလို့ငွေပိုးငွေရှာမရှိလို့အပင်ပန်းဆင်းရဲခံပြီးငွေတွေစုဆောင်စုဆောင်ထားတဲ့ငွေတွေနဲ့တာသမီတွေကိုလူတန်းစေအောင်ကြောင်းတက်နိုင်အောင်ထားပေးနေတဲ့ ောက်ကြဖြစ်သူနဲ့မေတ္တထမ်းမောင်တရွယ်ကိုကြီးဖေးမလောက်ခဲ့သူတယောက်မလို့ရဲရွာတစ်ခုလုံးကပါချစ်ကြခင်ကြတာဒါကြောင့်မသိန်းကြိုင်ကွဲလွန်သွားတော့အားလုံးကဝမ်းနဲ့ကြေကွဲကြရတယ်။မသိန်းကြိုင်တယောက်ဒါသမီးတွေကိုချစ်တဲ့စိတ်တွေစိတ်မချတဲ့စိတ်တွေနဲ့ဘဝကကူးသွားတာမလို့စိုးရင်စိတ်တွေစွဲလန်းစိတ်တွေကြောင့်ဘဝကကူးမလာခဲ့ပဲပိတ်တာပုံသားဘဝကိုရောက်ရှိသွားခဲ့ရတယ်။ဒီလိုအကြောင်းကိုလည်းအားလုံးကရိပ်စားမိပြီးဖြစ်ကြတယ်။ဘာလို့လဲဆိုတော့အတူပါစားချတဲ့နေ့ကစပြီး ရက်လည်ပြီးနောက်ပိုင်းဒီကိုဆွေမျိုးတွေထဲမှာမတင်းကြိုင်စတာနောက်တာ၆တာလှန်တာကို မခံရတဲ့သူမရှိသေးဘူးလို့ဆိုကြတယ်။အဲ့ဒီထဲကမှအစိုးဆုံးဖြစ်ကတော့မတင်းကြိုင်ရဲ့မောင်ဝမ်းခွဲတော်တဲ့ဖိုးခွေးဆိုတဲ့ကလာတာလေးတယောက်မတင်းကြိုင်နားမှာနာရေးကုညင်းနဲ့မြတ်ဘကြီးသူများတွေဖဲကစားလို့ကောင်းနေတော့အပေါ်သွားကျင်တာနဲ့အိမ်ထဲဝင်ပြီးအိမ်သားစီတယောက်တည်းထွက်လာတယ်။ညလက်နဲ့ပဝင်းကျင်ကလည်းတိတ်ဆိတ်နေတယ်။တစ်ချက်တစ်ချက် တော်တွေကငှက်တချို့ကလည်းအော်မီတန်ကလွဲပြီးတော့အရာရာကငြိမ်သက်နေရတခါလေတိုက်ခိုက်လာတဲ့လေတွေကနေဆောင်းရဲ့အငွက်တက်တွေလည်းပါလာတယ်။ကျိုးထဲမှာစိမ့်စိမ့်တက်သွားပြီးဖိုးခွေးတယောက်အင်တာနာကိုရောက်တော့အင်တာကိုဖွင့်မလို့အင်တာတကားလက်ကင်ကိုကင်ထားရုံရှိသေးတယ်။မောင်မဲနေတဲ့အင်တာတွေကနေနာကျင်မှုတစ်ခုခုကြောင့်ညီးလိုက်တဲ့ညီးတန်ကြီးကိုကြားရရတယ်။ကြားကြားချင်းမှာပဲနှလုံးခုန်ရမတန်လန့်သွားပြီးအော်ဖို့ကြိုးစားတယ်။နောက်တော့မှအသိစိတ်ပြန်လည်လာပြီးတော့ အထဲမှလူရှိတဲ့ထင်းနဲ့လှမ်းမိလိုက်တယ်။အထဲမှလူရှိလား။တပတ်ကခဏလောက်ငြိမ်သွားပြီးတော့မကြခင်မှာပဲတဟင်းဟင်းနဲ့အတန်ကိုရလိုက်ရတယ်။အသက်ရှည်ပြီးဆွဲလိုက်တဲ့လူမမတယောက်နာနာကျင်ကျင်អော်လိုက်တဲ့တန်ဒီတန်ကိုကြားပြန်တော့ဖိုးခွေတယောက်ဆောင်းရင်းကြီးမှာစော်ချွေးတွေပြန်လာပြီးတုံတုံရင်နဲ့ပဲတကားကိုခောက်ပြီးတော့ဆက်မိတယ်လူလူရှိလားဗျမဲပြီးတော့တကားကိုဆွဲခွင်းတော့အိမ်သာထဲမှာဘယ်သူမှရှိမနေဘူးဒါကြောင့်ခွဲပူလဲ သူ့စိတ်ကြောင့်ဖြစ်တာနေမယ်ဆိုတာသိပြီးအခုမှတပြည့်ချက်ကိုချနိုင်ပြီးတော့ဘာမှမဟုတ်ပဲကြောမလုံတလုံးနဲ့ကြောဘက်ကိုလှည့်ကြည့်တဲ့အခါတေတုံးကအခေါင်းလေးကိုထိထားတဲ့အင်ဂျင်တိုင်းပဲအင်ဂျင်ပြောင်းပြန်ကြည့်နေမတ်တရက်ပြီးသူ့ကိုကြည့်နေတဲ့အကြီးလေးတော်သူမတင်းချိုင်ကိုနနေချင်းဆိုင်နေနေကက်ကက်ပဲတွေ့မြင်လိုက်ရတယ်။မတင်းချိုင်ရဲ့မျက်လုံးတွေဟာအနက်ရောင်ဆန်တွေပြောင်းနေပြီးတော့လုံးဝအပြူအောင်ကြီးတွေဒီကုလုံးကလည်းသွေးမရှိသလိုဖြူစုံစုံနဲ့အပုံးနှက်ကလည်းတထောင်ထောင်ဘာပြောကောင်းမလဲ။မြင်မြင်ချင်းမှဖိုးခိုးလဲအော်ပြီးတော့ ဖဲဝိုင်းရှိတဲ့အိမ်ကိုအတင်းဝင်ပြေးတယ်။ရွာမှာတခြားရွာတွေထက်ဆင်းရဲကြပေမဲ့အလူတန်းရက်ရော်ပြီးဘာသာသာသနာပေါ်မှာယုံကြည်တဲ့စိတ်ကိုးစားတဲ့စိတ်တွေရရှိတယ်။အဲ့ဒီရွာတရွာသားတွေကြောင့်ရွှေရောင်တဝန်းဝန်းလေးနဲ့ရွာဦးစိတ်လေးကိုခြေတန်းရှည်ပြီးဒုတဲ့ကောင်းမွန်တဲ့တက်ကောင်းဝါးကောင်းတွေနဲ့စောက်ထားတဲ့ရွာဖုံးကြီးချောင်းကိုလည်းတွေ့ပြီးတော့မြင်ရမှာပါ။ရှောက်စမ်းမှာတခါကြီးရကျုပ်ဒီရွာကနေပြောက်သွားတော့မှ ပကမာကြီးတင်းတင်းဘာတွေများဖြစ်ရတာလဲတင်းမပြားဦးစင်းရန်ကုန်ကိုကြွမတော်ခင်ကလေးကတင်းတင်းတယောက်ယောဂဝင်စားပြုတ်နေတဲ့ရှင်ပြားအတိပါနောက်တော့တပိတော်တိုက်တော့မာတပြားကုပါကုပါဆိုတာကိုသားသမီးတွေအတွက်ခြွေတိုင်းရင်ခြွေတိုင်းကနေနောက်ဆုံးလုံမပါပြီးတော့အခုလိုဖြစ်သွားတဲ့အထိဖြစ်သွားတာပါနောက်ဆုံးသူ့ကိုယ်လုံးသွားလဲမကြွမလို့ပဲနဲ့သူ့ရဲ့ဆွေမျိုးတွေကိုရောတခြားရွာသားတွေကိုပါလိုက်ပြီးတော့၆လက်နာတွေ မကြမကြဖြစ်ပါလေဖေ။တပည့်တော်တို့အိမ်မှာတော့သူ့သားသမီးတွေကြောက်မှဆိုလို့တင်းနေ။တခါမှ၆တာလှန်တာအတန်ပေးတာအနံ့ပေးတာမရှိပါဘူးဖေ။သူ့ကိုယ်လုံးပြီးတော့ဒီလိုကြွားရတော့လေတပည့်တော်တို့လည်းစိတ်မကောင်းဘူးဖေ။သူ့အတွက်ရည်စိုးပြီးတော့ကုသိုလ်လည်းမကြမကြလုပ်ပေးဖြစ်ပါတယ်။ဖုန်ကြီးတွေပြင့်ပြီးလာတိုင်းလဲတီးတန့်ရည်တကြအမျှဝေတာလုပ်ပါတယ်။ဒါပေမဲ့၆မြေ၆လှန့်မြေလှန့်နေစေပါသူခမမကြွရှာသေးဘူးဖေ။ ကိုသာပြောတရားမဲ့ရီတွေတက်လာတယ်။ကျောင်းနိုင်ကိုတော့ကလည်းဆက်ပြီးတော့မေးပြန်တယ်။ဒီလောက်တော့မှအလူတွေလှုပ်ပေးနေတာဒီတကမကမကြုတ်ဘူးဆိုတော့ဘာများမှနေလဲနေဦးအလူလှုပ်တော့ဘယ်နေရာမှာလှုပ်ပြီလဲတပိတော့ရဲ့အိမ်မှာပါဗျာရေတကြအမြဝေကန်ဒီရောကိုလုံသူကိုနမဲတေချခေါ်ပြရတာတရားပြီးတဲ့ဦးစင်ကတော့ဘော်တော်ဘာကိုကိုပြောင်းတော့ပြီဖြစ်တဲ့ ဒကမာကြီးတင်းတင်းဆိုပြီးတော့အမြဝေဖို့ဖိတ်ပါတယ်ပြာ။ကျောင်းနိုင်ဦးစင်လေးနည်းနည်းတော့တူဝေသွားတယ်လို့လောက်တယ်ပြီးတော့နေဟုတ်တင်းတင်းလို့ပြောတာလား။ပြင်ပါပြာ။ဒါကြောင့်များလားမသိဘူး။ဦးစင်တို့ကအမြတန်းဝေတဲ့ကောင်မှကွယ်လွန်သူရဲ့နာမည်ရင်းကိုခေါ်ပေးရတယ်ကွ။တင်းတင်းလို့ခေါ်ရင်ဘယ်တိကြမလဲ။မတင်းကြိုင်လို့တေချာခေါ်ပေးရမှာ။အစိုးရရုံတွေမှာဝန်ထမ်းတွေကွယ်လွန်တဲ့အခါအမိန့်စာပြန်ရင် မတ်ပုံတင်တဲ့ကနာမည်တိုင်းအတိအကျပြန်ပေးရတာမျိုးလေးဦးစင်းရဲ့စကားကြောင့်ကိုသာပြောတယောက်အားတက်သွားတယ်ဒါဆိုဒီပတ်ထဲမှာဦးစင်းတပိတော်တို့အိမ်ကြွပြီးတော့မတင်းကြိုင်အတွက်ရေစက်ချအမြဝေးပေးပါအောင်ဗျာဟောဦးစင်းကိုတပိတော်ထူးဆန်းတာတခုပြောအောင်မေးအေးဘာများလဲကွမတင်းကြိုင်အကြောင်းပါဗျာမတင်းကြိုင်ကိုလုံသွားပြီးရက်လက်ပြီးနောက်ပိုင်းမှာတပိတော်သူ့ရဲ့ပစ္စည်းတွေတင်းနေတဲ့မထင်မှတ်ပဲ သူ့ရဲ့အဲ့ရခေါင်းရမှာသူ့သားကြီးရှင်ပြုတ်တော့ကမောင်ရင်လောင်းပုံစံလေးနဲ့ဖိပြူဆောင်းပြီးရိုက်ထားတဲ့ပုံလေးရှိရဲ့ဖေ။အဲ့ဒီပုံလေးကဘသူမှောက်ထားလဲမသိဘူး။မှောက်ရက်လေးဖြစ်နေတယ်။ဒါကိုတပိတော်မြင်တော့အဲ့ဒီပုံလေးကိုကင်မကြည့်လိုက်တော့ပုံလေးအောက်မှာလက်တထွက်လောက်ရှိတဲ့ပုတ်တင်ညုံမဲမဲချောက်ချောက်လေးတစ်ကောင်ကိုတွေ့လိုက်တယ်ဖေ။အဲ့ဒါနဲ့တပိတော်လည်းသူ့နေချင်းနေပါသေးဆိုပြီးတော့အဲ့ဒီတဲ့ပုံကိုသူ့ကိုယ်ပေါ်ကိုပြန်ပြီးတော့အုပ်ပေးထားလိုက်တယ်ဖေ။နောက်တလကြာတော့ အဲ့ဓာတ်ပုံကိုပြန်မကြည့်တော့လေအဲ့ဒီပုံသွင်းညုံချောက်လေးကဓာတ်ပုံအောင်မှာငင်ငင်လေးရှိနေတယ်ဗျာဘဲမှလည်းမသွားဘားမှလည်းမစားဘူးတပိတော့စိတ်ထဲမှာမတင်းကြိုင်သူ့သားကိုချစ်တဲ့စိတ်နဲ့နေနေတာလို့ထင်တာနဲ့စိတ်မကောင်းဖြစ်မိသေးတယ်အခုဆိုအဲ့ဒီကောင်လေးတပိတော့တို့အိမ်ကตาကြီးရဲ့ဓာတ်ပုံအောင်မှာနေနေတာ6လကျော်သွားပြီဗျာအဲ့လိုဖြစ်မျိုးအပြစ်မှတကယ်ရှိလားတကာကြီးတယ်မဟုတ်ဘူးဦးစင်းကိုယ်တိုင်တော့မှတွေးမိတယ်ဦးစင်းလေးလာမှုတဲ့ တရရစေနာနာဘွားတွေကတလိမ့်ဆန်နေဖြစ်ဖန်တီးနေထိုင်တဲ့အခါစိတ်တို့ခွေးတို့နွားတို့တမင်တို့ပုတ်တင်ညို့တို့စသဖြင့်ပုံစံပြောင်းတတ်ကြတယ်လို့သိထားတယ်။တကယ်ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်။ဒီပတ်ထဲမှာဦးစင်းတကာကြီးတို့အိမ်ကိုကြွလာပြီးတော့တကမာကြီးတို့နာမည်ကိုအမျှပေးဝင်မယ်။အဲ့လိုလှုပ်လှုပ်ပြီးမှတော့တကမာကြီးတကယ်ကြွသွားပြီးအချောင်းနဲ့လည်းမရှိတော့ဘူး။ဓာတ်ပုံအောင်ကပုတ်တင်ညို့တွေလည်းမရှိတော့ဘူးဆိုရင်တော့တိုက်ဆိုင်လာရင်တော့ဦးစင်းတို့လက်ခံရမှာပဲ။ဒီမှာဖျား ဒိဋ္ဌမသိဉ္ဇိုင်၆တာလှန်တာတွေကလည်းတော်တော်လေးကျန်းတာတစ်ခုရှိသေးတယ်ပြာတပီးတော်တို့သုံးရင်ကျော်တဲ့အဲ့တိုင်းမှာမသိဉ္ဇိုင်နဲ့ဆွေမျိုးနေဆက်တဲ့အကြီးလေးဆိုင်ကင်တို့သူတို့စီမှာဖြစ်သွားတာတော်တော်ကိုစမ်းနေပြာညာကြီးမို့ချုပ်အားလုံးအိတ်တော့မယ်ဆိုပြီးတော့ပြင်နေတော့မှာအပုံနဲ့ဆူဆူရွာကိုရတယ်ပြီးတော့ညီတန်ကြီးကိုလည်းဇက်တိုက်ကြားလာရတဲ့အဲ့ဒီအချိန်မှာသူတို့တိုင်တာလို့လမ်းဖြန့်ကုန်ပြီးတော့ခြံတကောင်းဝါနာကိုကြည့်နေတော့ခြံဝင်းမဟုတ်ပဲအိမ်ထဲကိုဝင်ရတဲ့ အိမ်ဝင်ဝါနာကနေမသိကြရဲ့လက်ဖြူကြီးတစ်ပတ်အိမ်တကာကနေခိုးရီပါတွေဝင်မှဆွလို့ကာထားတဲ့ဝါကက်ကိုဆွဆွဲခါနေတာညီတန်ကြီးကလည်းဇက်တိုက်ဆိုသလိုပဲထူးဆန်းတာကအိမ်ထဲတော့လုံးဝဝင်မရဘူးတဲ့အဲ့ဒီလက်ဖြူဖြူကြီးကိုလည်းတအိမ်သားလုံးကတေချာပေါက်ကိုခင်းနေချာချာမြင်ရတာတဲ့တကမာကြီးမတင်ကြတနာပါတယ်ကွယ်သူခမရဒီလိုဘွားကြီးမှဘလောက်တော့မှဒုက္ခရောက်နေရှာမလဲမသိဘူး လူတွေကသာချောက်တယ်လှန့်လန့်ထိနေကြတာဦးစင်းအမြင်ရတော့သူ့ဆွေမျိုးတွေကို သူ့အကူအညီလိုက်တောင်းနေတာဖြစ်မယ်ဂျွာလေးရဲ့မနက်ခင်းနေနုထွတ်ထွေးဟာခရံပေါက်ကျွတ်တူကျတဲ့ကြားကနေအိမ်ထဲကိုတုံးဝင်မှုစူးစမ်းနေကြတယ်အင်္ဂလိပ်ထဲမှာတော့အလူပစ္စည်းနဲ့တူတူရွာအောင်ဆရာတော်ကကွယ်လွန်သူမတင်းချိုင်အတွက်ရည်စုလို့အမြတမ်းပေးဝေဖို့အတွက်ဟန်ပြင်းနေပါတယ်ကွယ်လွန်သူတကယ်မကြီးမတင်းချိုင်တဲ့ကွာ30တပုံသားအလုံးကြားကြသမျှအမြအမြအမြ ယူတော်မူကြပါကုန်နော်တာတုတာတုတာတုဆရာတော်နဲ့တူတရားနာသူအလုံးအားရေသက်ကြအမြတမ်းပေးဝဲပြီးတဲ့နောက်မှာတော့ဆရာတော်ကသူ့အနာကိုလာဖို့ကိုသားပြောကိုလှမ်းခေါ်တယ်ပြီးတော့တူတူလေးလှမ်းမိတယ်တခါကြီးဦးစင်းစားကြွားကစားကမြင်လာတဲ့ဟိုဓာတ်ပုံလေးအောက်ကပုတ်တင်ညုံမဲမဲ၆လေးရောရှိသေးလားသွားကြည့်ရောကိုသားပြောလဲမတိမတာသွားကြည့်တယ်ပြီးတော့မျက်လုံးပြမျက်စံပြနဲ့တန့်အတအောင်းနဲ့ ဦးစင်းကိုပြန်လာပြောတယ်ထူးဆန်းတဲ့ပြားဖုံဖုံအဲ့ဒီကောင်တွေလုံးဝမရှိတော့ဘူး၆လကျော်လုံးလုံးသူ့သားဓာတ်ပုံအောင်မှာအစာမစားဘဲနဲ့မလုံးမရှက်အသက်လေးပဲရှူနေပြီးဝေကျွေးခန့်ဆွဲလန်းကြည့်တဲ့ပုတ်တဲ့ညိုရောင်ဆောင်ထားတဲ့တင်းတင်းဆွေမျိုးတွေစီမှာသွားသွား၆လတက်တဲ့တင်းတင်းအခုတော့ကျွတ်လို့သွားရှာပြီးကိုသားပြောတယောက်ဒီတစ်ခါကြားတဲ့မျက်ရည်တွေဟာဇနီးတဲ့အတွက်ဝမ်းတာလို့ကြားတဲ့မျက်ရည်တွေဖြစ်နေမှာအမှန်ပါပဲတင်းတင်းလို့ခေါ်တဲ့မတင်းကြိုင်တယောက် တကယ်ရောသူ့သားသမီးတွေပေါ့စိတ်ပြတ်သွားနိုင်ပြီလားတကယ်ရောကျွတ်တော့သွားပြီလားဒါမှမဟုတ်တနေရရမှာဆက်ရှိနေအောင်မလားဆိုတာကိုတော့ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး